ားလုံးပဲမင်္ဂလာပါရှင်ခိုင်ကော့ဆော်ဗာလေးဆိုတဲ့ channel ရဲ့အားလုံးကိုပြန်နေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဟုတ်ဒီနေ့ကကြတော့အမဟိုဒီနေ့ကခရူမိုက်ဆူနဲ့ပတ်သက်တဲ့အခန်းကိုပဲဆက်ပြီးတော့တင်ပြမှာဖြစ်ပါတယ်။ဒီနေ့ကလည်းခိုင်ဝါပါနော်ခိုင်ဝါဒီကိုနားထောင်ကြမယ်ပြီးရင်အမတို့ဒီခိုင်ဝါဘာတွေပြောလဲဘယ်အချက်တွေကိုမှတ်မလဲဆိုတာကိုတတိထားပြီးတော့မှတ်ကြပါမယ်။အဲ့တော့ခီတဲဟာနာရှိတဲ့ဟိုဘွေရောနားထောင်မယ်လိုက်ပြောကြည့်မယ်မှတ်ကြမယ်။ ရိုဝက်ဆန်ကဆူကီဆန်ကနိုတေအီရူခုနမအီဆူနော်ခိုင်းချောရှိနာကာရတန်းစာကိုအာဂါဒီမတ်ရှီခါရီခွဲခါကေရှိမတ်အဲ့တော့ရိုဝက်ဆန်ကတဲ့ဆူကီဆာမာကဆိုတော့ဆူကီဆန်ကခုနကတော့အမတို့ကဒီဗီဒီယိုကကြာအရှက်ဗီဒီယိုရဲ့အဆက်ပေါ့နော်ဆူကီဆန်နဲ့အတူတူတို့ဒီခုနမအီဆူသုံးပြီးတော့စမ်းပို့လုပ်တယ်အဲ့ဒီအဆက်ဖြစ်ပါတယ်အဲ့တော့ဆူကီဆန်ကစီးနေတဲ့ခုနမအီဆူကိုခိုင်းချောလုပ်နေတယ်အဲ့လိုလုပ်နေရင်းနဲ့မှသူကဒီအဆင့်ဝပေါ့နော်တက်မယ်အဆင့်တက်မယ်ဆိုတာကကြတော့ ဒီလှေကအဆင့်နေပါဒီလိုမျိုးအဆင့်ကိုတက်မယ်လို့ပြောတာအဲ့ခါမှာဘယ်လိုမျိုးခွဲခါခဲလုံမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေ့အမတို့လေ့လာမှာဖြစ်ပါတယ်အဲ့တော့အမတို့ခိုင်းဝအရင်ဆုံးထောင်ကြမယ်နော်ခိုင်းဝကကြတော့7段差の上がり方段差がありますしっかりアームサポートに捕まってくださいはい大丈夫ですこれから段差を越えます少し体が後ろに倒れます 鈴木様、ご気分はどうですか少し怖かった。はい、だそうしんの、で、会話でやるよ、ぼの。え、どうか、レガティでこう、立ってからま、 ဒီအဖိုးတွေအဖွားတွေကိုမြေရှာဆမတွေကိုဘယ်လိုမျိုးခွဲခါခဲလို့မလဲဆိုတာ ਨੇ ပတ်သက်တဲ့ဟာပါလွမ်းဆိုင်ပလိုက်တယ်ဗနော်ဒန်ဆာကအာဒီမတ်တဲ့အဆင့်ရှိပါတယ်တဲ့လက်ကတလေးရှိတယ်ဒီကမမလက်ကတလေးလို့ပဲပြောရမယ်နော်လက်ကတရှိပါတယ်ရှီကဒီအမ်မိုဆပ်ပုတ်သူနိစကမာတက်ခူတာဆိုင်ဒီတခြားလေးလက်ကင်နေနေရာကိုကင်ထားပြပါတဲ့ဆူကီဆမ်မဟိုက်ဒိုင်ဂျောဘူတက်ဟိုက်တဲ့အဆင့်ပြပါတဲ့ခုတဲ့ခါကဒန်ဆာကိုခွဲမတ်စကိုရှိအဲခါရတာကအူရှီရိုနိတာဝဲမတ် အခုကစပြီးတော့ဒီအဆင့်ကိုကြော်တော့မယ်ပေါ့နော်ပြောမယ်ဆိုဒီအဆင့်ကိုတက်မယ်အဲ့လိုတက်လိုက်တဲ့ခါမှာခန္ဓာကိုယ်ကအနောက်ကိုနည်းနည်းလေးယိုင်သွားပါလိမ့်မယ်တဲ့ဆူကီဆာမဂေါကီဘုံဝတ်တို့ဒက်စကာဆူကီဆာမရဲ့အဲ့လိုလိုက်ယိုင်လိုက်တဲ့အတွက်ပေါ့နော်ဖိုးဖိုက်တွေကကျက်သွားတာပေါ့နော်တခုခုဆိုတော့အဲ့ဘယ်လိုပြပုံမှန်သွားနေတဲ့အနေထားနေပြီးတော့ဒီလိုမျိုးအဆင့်တက်တဲ့ခါမှာကျောက်သွားမှာဆိုတော့အာစိတ်ကဘယ်လိုလဲစိတ်ချင်းနေအဆင်ပြေရလားဆိုတော့စကော့ရှိခိုးကခတ်တာတဲ့နည်းနည်းတော့ကျောက်သွားခဲ့ပါလေတဲ့ဟဲ့ဒါဆိုလို့ရှိရင်အမတို့ point 2နဲ့ဟောက်ကြမယ်နော် ဲ့အမပြောနည်းနည်းလေးမြန်ကောင်းမြန်နေလိမ့်မယ်ဒါပေမဲ့လို့အမထင်တာကတော့ဒီဗီဒီယိုတွေကိုလေ့လာနေပြီဆိုလို့ရှိရင်တော့ဂျိန်းဒီပေါ့5 full level လေးပြီးသွားပြီပေါ့နော်ပြီးတော့ခြားခိုင်းကော့စာုပ်တွေကိုလေ့လာထားမယ်လို့ထင်တယ်ဒါကြောင့်မို့လို့အမကနည်းနည်းလေးမြန်မြန်လေးပြောနေတာပေါ့နော်ဘာလို့လဲဆိုတော့ဒီစာအုပ်ကသင်တာလေးနည်းနည်းလေးကြားနေပြီ အခုထိလည်းမပြီးသေးဘူးအမလည်းတနေ့တည်းမှာစူးစမ်းပြီးတော့တင်ပြနေနေရပါတော့ဒါကြောင့်မို့လို့အမနည်းနည်းလေးမြန်မြန်လေးသွားနေရပါအဲ့တော့ fukaku suwa de ido ka kakune shimasu အဲ့တော့ဘာတွေကိုအမတို့ကဒီလိုမျိုးအဆင့်တွေတက်တဲ့ခါမှာသတိထားရမလဲဆိုတော့သူတည်တည်ချာချာလေးထိုင်နေလားဆိုတာကို kakune လောက်ကမယ်အဲပြီးသွားလို့ရှိရင်ကြတော့ debing kuran ba o fumimasu ပြီးသွားလို့ရှိရင်ကြဇန်နေပေါ့နော် clear suta ဆိုတာဘိန်းအသေးလေးကိုပြောတာအဲ့ဒါကို mochi ya kemasu တဲ့အဲ့တော့ပေါ့နော်အဲ့တော့တပင်ခူတဲ့ဘာဆိုတာကြတပင်ဘာကိုပြောတာပေါ့နော်အဲ့တော့တပင်ဘာကို တပင်ပါဆိုတဲ့ဟာကိုနှိပ်ရမယ်ပေါ့ပြီးသွားလို့ရှိရင်ကြတော့အဲဒီအရှိကဘိန်းသေးလေးပေါ့နော်ဒီ cluster ဆိုတဲ့ဘိန်းလေးကိုမြင့်တင်ရပါမယ်တဲ့ယူခုရီဆူဆူမီမတ်အပြီးတော့ရှင်ဖြည်းဖြည်းလေးအရှိကိုဆက်ဆက်သွားရမယ်ပေါ့အဲ့လိုအရင် ချက်ချင်းနဲ့ငင်တက်လိုက်တာမဟုတ်ဘဲနဲ့ဖြည်းဖြည်းချင်းတက်ကြမယ်ပေါ့အဲ့တော့လုပ်ငန်းခွင်လုပ်နေဆိုလို့ရှိရင်တော့မျိုးလုံးနဲ့မြင်ရမယ်လို့ထင်ပါတယ်ပြီးတော့လို့ရှိရင်ဂျာယူကူရီခရက်စတာကိုနှောဆဲမတ်အဲပြီးတော့လို့ရှိရင်တော့ဒီခုနကပြောတဲ့အရှိကဘိန်းအသေးလေးပေါ့နော်အဲ့ဒီဘိန်းအသေးလေးကိုသူဖြည်းဖြည်းလေးတင်ပါမယ်တဲ့ပြီးတော့လို့ရှိရင်ဂျာတော့ coding coding ဆိုတာကဂျာတော့ဒီဘိန်းတစ်ခုလုံးပြောတာအဲ့တော့ဒီအသုံးနှုန်းတွေကိုလည်းအမှဒီနာနီကနာခရမအီဆူဆိုတဲ့အခန်းကိုစတင်ခဲ့တဲ့ဒီဘောနော် အတုံးအနှုံးနေခိုးတိုးပါတွေကအရှိမပါပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဗီဒီယိုတွေကနေပဲစကြည့်မယ်ဆိုလို့ရှိရင်တော့တိတ်ပြီးတော့ like နိုင်မယ်လို့မထင်ဘူးအဲ့တော့အရှိတုံးကဗီဒီယိုကနေသွားကြည့်ပြီးတော့မှခူတူမိုင်ဆိုရဲ့ဒီခိုးရင်းနေပြပြလို့ရှိရင်ဇန်းနေနေဒါတွေကိုအမတို့ကလေ့လာထိုင်တော့ဟိုပြီးကောင်းမယ်လို့ထင်ပါတယ်ခူရိုတင်းကဒန်ဆာနိအဲ့တော့အာတာဒုမတဲ့မဆုကဆူဆူမီမတ်တဲ့အဲ့တော့အရှိဘင်းကတက်လိုက်ပြီးသွားတဲ့အခါမှာအရှိဘင်းကိုဖြည်းဖြည်းလေးအရင်ဆုံးတင်မယ်အဲ့လိုအရှိသိန်းတင်ပြီးသွားတဲ့အခါမှာနောက်ဘင်းကလည်းဒီအဆင့်ကိုဖြည်းဖြည်းလေးထပ်ပြီးတော့တင်မယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော် ပြီးကြခိုးရင်ကဒန်ဆာနီအာတာနီမက်အဲ့လိုတင်လိုက်ပြီးသွားတဲ့အခါမှာတဲ့ဒီအဓိကဘိန်းပေါ့နော်အဲ့ဒီဘိန်းကဒီလေကတိရဲ့အဲလေကတိနဲ့ပေါ့နော်ဘယ်လိုပြောမလဲဆိုတော့လေကတိပေါ့ရောက်သွားရဲ့ကွခိုးရင်အဲခိုးရင်ကိုခါရတာတဲ့ဟိုစတဲဆူဆူမီမတ်တဲ့ပြီးသွားလို့ရှိရင်အဲ့ဒီအနောက်ဘိန်းတွေကအဲ့လိုမျိုး ဒီလိုမျိုးဆောက်ဆောင်လေးပေါ့နော်ဆောက်ဆောင်လေးဖြစ်နေတဲ့အချိန်မှာသူ့ကိုကိုယ့်ရဲ့ဒီခန္ဓာကိုယ်လေးနဲ့အောက်ကိုဖြည်းဖြည်းလေးချလိုက်မယ်ဆိုရဲအထိပ္ပယ်မျိုးပြီးရလို့ရှိရင်တော့ဒီအဆင့်ကိုကြော်လိုက်ပါမြည်တဲ့အဲ့တော့လုပ်ငန်းခွင်မှာလုပ်နေလို့မဟုတ်လို့ရှိရင်တော့ခုနပြောသလိုပဲဒီအချက်တွေကနည်းနည်းလေးမြင်ဖို့ခက်ပါတယ်အဲ့တော့အကဲရီကိုကတိတ်ပြီးတော့ဘယ်လိုပြောမလဲဒီအချက်တွေကိုမျိုးလုံးတွေကိုမမြင်ဘူးဆိုရင်လည်းအញ្ញန်ကြီးစိတ်ညစ်နေစရာမလိုဘူးပေါ့နော်ကိုတကယ်အလုပ်လုပ်တဲ့အချိန်ရလို့ရှိရင်တော့နားလဲသွားမယ်လို့ထင်ပါတယ်အခုလိုလိုဆယ်ကဘယ်လိုမျိုးခိုးခဲခါခဲလုံမလဲဆိုတာတော့ပဲသိလို့ရှိရင်ရပါတယ်ဟုတ်တယ်ပြီးတော့လို့ရှိရင်နောက်တစ်ခါကျတော့ ခုနကကြတော့အထက်အဆင့်အမြင့်ကိုတက်တာပေါ့နော်အခုကကြတော့ဒီအဆင့်ကနေပြီးတော့ဆင်းမယ်ဟာမျိုးအဲ့တော့ရိုဟန်ဆန်ကတဲ့ဆိုဂိဆန်ကနိုတဲကြီးတို့ခုနမကြီးဆိုခိုင်းကျော်ရှင်းနာခါရတန်းစာအိုရီမတ်ရှီကာဒီခွဲကကဲရှင်းမတ်ခုနဗီဒီယိုရင်းနဲ့အဆက်ပဲပေါ့နော်သူကစီးနေတဲ့ဒီအဖိုးကြီးစီးနေတဲ့ဟာကိုဟိုတခါခုနအရှိမကကြတော့အဆင်ကတက်တယ်အခုကကြတော့အဆင်ကနေပြီးတော့စင်းမယ်အဲ့ခါမှာဘယ်လိုမျိုးခွဲခါခဲလုပ်မလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေ့လာမှာဖြစ်ပါတယ်။ဟိုက်ဒါဆိုလို့ရှိရင်အမတို့ခိုင်းဝါတက်နေနော်။ဆိုဂိဆန် 段差を降りますはいわかりました後ろ向きになります後ろに体が傾きますご気分はどうですか大丈夫だよありがとうはい、ラソルシーの、ルウさんからベレスルシーの、スキ様、電車を降ります。スキ様、いい、シンガービルセンマパリ。はい、わかりました。 ဟုတ်ရဟုတ်ကဲ့နားလည်ပါပြီတဲ့။ Oshiro Muki ni narimasu. အဲ့လိုဆင်းတဲ့ခါမှာပေါ့နော်။အမားတို့ကဒီပုံထဲမှာပြတ်ထားတဲ့အတိုင်းပဲ။ဘိန်းကနေပြီးတော့အရင်ဆင်းရမှာ။ဘာဖြစ်လို့လဲဆိုတော့အရှိကိုတွန်းဆင်းလိုက်လို့ရှိရင်ကျိန်းနေပါအဖိုးကြီးကအရှိကိုငှိုက်ပြီးတော့ပြုတ်ကြသွားမှာ။အဲ့တော့အမားတို့မြန်မာပိုင်းမှာလည်းသင်ခဲ့ရမယ်လို့ထင်ပါတယ်။အဆင်းရနေဆင်းတဲ့ခါမှာဘိန်းကနေပြီးတော့အရင်ဆင်းရမှာပေါ့နော်။ဒါကြောင့်မလို့သူကအဲ့လိုဆင်းလိုက်တဲ့ခါမှာခန္ဓာကိုယ်ကအနောက်ကိုနည်းနည်းလေးရှိုင်းသွားပါလိမ့်မယ်တဲ့။ Oshiro ni Karada ကခါတာမှုခီးမယ်ဆိုတော့အနောက်ကိုခန္ဓာကိုယ်ကတိမ်းဆောင်းသွားပါလိမ့်မယ်တဲ့။ဆိုတဲ့ဟာပြထားပါတော့နော်။ကော်ခွေပြုံးမတော့ဒက်စကဒါကြောင့်ဒါရောအာရီကတော့။ဟဲ့။ ဒါဆိုလို့ရှိရင်တော့ကိုကိုက point တူဆိုတဲ့ဟာအမှားတော့ထားချင်အဲ့တော့ခနာဒါစခုနမရေးစုကိုအိုရှိရိုမူခိနေရှိမှာစခုနပြောသလိုပဲပေါ့နော်မပြတ်မကွက်ဆင်းတဲ့အခါမှာခုနမရေးစုကအနောက်ဘက်ကိုဆင်းတဲ့ပုံစံအနေနဲ့ထားကပါမယ်တဲ့ခိုက်ကျော်ရှာကခရတာတဲ့ခုနမရေးစုကိုဆဆိုင်းနာကာရခိုးတင်ကိုအိုလို့ရှိမှာဒီပြုတ်ထွက်ဆောက်ပေးရလူကကိုယ့်ရဲ့ဒီခန္ဓာကိုယ်နဲ့ပေါ့နော်ဒီခုနမရေးစုကိုဆဆိုင်းနာကာရဆိုတာကင်ထားမယ်တခြားကင်ထားမယ်ထောက်ပံ့ပေးထားရင်နဲ့အနောက်ကဘိန်းခုနကဘိန်းအကြီးကိုအရင်ဆုံးချက်ကပါမယ်တဲ့အဲ့ပြီးတော့မှအမားတို့ကကြတော့ဒီ အတစ်ပင်ပါပေါ့နော်ဒီတင်ပင်ပါကိုဖိမယ်ပြီးသွားလို့ရှိရင်အရှိရာဘိန်းကိုတဖြည်းဖြည်းလေးအပေါ်ကိုတင်မယ်အရှိဘိန်းကိုကြတော့အပေါ်ကိုတင်မယ်ပြီးသွားလို့ရှိရင်အပေါ်တင်ပြီးသွားတဲ့ခါမှာဖြည်းဖြည်းလေးအနောက်ကိုဆင့်ချမယ်ဒီရောရှာနော်အရှိကဒန်ဆာနိအဲပြီးတော့ဖူဇူကာရာနိုင်နိအဲကာကူနီရှိမတ်အဲ့တော့ဒီအဖိုးဖွားရဲ့ခြေတော့ကပါတော့ဒီအဆင့်မှာညက်နေရတဲ့ဘာကြီးမဖြစ်အောင်တော့မှတော့ခက်ခွန်းင်းလုံမယ်။အဲအဲ့ဒါပြီးသွားတော့မှအရှိဘိန်းကိုတဖြည်းဖြည်းလေးချင်းအဲအောက်ဘက်ကိုချမယ်ပေါ့နော်။ဒါဆိုလို့ရှိရင်အမတို့က အပေါ်တက်တဲ့အခါမှာဘိန်းအသေးနဲ့အရင်ဆုံးတက်ပြီးတော့မှတပင်မောက်နှိပ်ပြီးတော့မှဘိန်းအကြီးကလိုက်တက်မယ်။အဲ့ဒါမြန်မာပိုင်းအော်ဟုတ်တယ်နော်မြန်မာမြန်မာပိုင်းတင်ထားရလို့ဆိုလို့ရှင်တော့တက်ပြီးတော့မဝေးလာဘူးထင်တယ်။မြန်မာပိုင်းမှာပုံနေနဲ့ပါတယ်ထင်တယ်။အခွက်ကြပြော့ပြတာနည်းနည်းလေးခတ်နေရပါတော့။အဲ့တော့ဆင်းတဲ့အခါကျလို့ရှင်တော့ကျိန်းလေးပါဘိန်းအကြီးကိုအရင်ဆင်းမယ်ပြီးတော့မှတပင်မှာပြီးတော့မှဘိန်းအသေးလေးကိုတဖြည်းဖြည်းလေးမြှင့်ပြီးတော့အောက်ဖက်ကိုဆင်းချမယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆင်းချပါမယ်။ အဲ့ဒါပြီးသွားလို့ရှိရင်ကျတော့အမတို့ကဒါကကျတော့ nobody sack ကပေါ့နော်ဒီ sack ဆိုတဲ့ခုံးနေကိုကျတော့ဘယ်လိုပုံစံမျိုးနဲ့တက်မလဲဆိုတဲ့ဟာပါ။ Nobody san ကစုကအဲစုကီ san က not the iru kuruma isu o kai jo shinakara sakka o noborimasu shikari kue kake shimasu အဲ့တော့ဒီဟာအမတို့နားထောင်ကြမယ်ပေါ့နော်သူကလူအဆန်ကစုကိစားမစင်းနေတဲ့ခရမအေးစုကိုခိုင်းကြလုံးနေနေမှာဒီဆက်ကဆိုတဲ့ဂုံလေးကိုတက်မယ်အဲ့ခါမှာဘယ်လိုမျိုးခွဲခါခဲလုံးမလဲဆိုတော့နားထောင်မှာဖြစ်ပါတယ်။ Nobody sakka 鈴木様、これから坂を登ります。はい。大丈夫重いよ。大丈夫です。အဲ့တော့ဘာနော်သူကစုကိဆာမရေတဲ့ခုကစာပြီးတော့ငါတို့ဒီကုန်းကိုတပါမေးတဲ့အဲ့တော့စုကိဆာမကရရေတဲ့ငါအဆင်ပြေတယ်ဒါပေမဲ့ငါလေးတယ်တဲ့ဆိုတော့ဝင်နေပါနော်ဒါကြီးကြော်ဘူးအဆင်ပြေပါရေတဲ့ ဟုတ်ဒါဆိုလို့ရှိရင်အမတို့တောင်ကုန်းကိုတက်တဲ့ခါမှာဒီခုံးတွေပေါ့နော်တောင်ကုန်းမှာမဟုတ်ခုံးကိုတက်တဲ့ခါမှာဘာတွေကိုအဓိကထားရမလဲဆိုတာကိုဖတ်ကြည့်ကြမယ်။ Fukaku Suwa Dei Duka Kakune Shimasu တတိစချာလေးထိုင်နေလားဆိုတော့ကိုဖိုးဖကကခုမအိစုမှာပေါ့နော်တတိစချာလေးထိုင်နေလားဆိုတော့ခခုနင်းလောက်ကမယ်အဲ့တော့ဒီစာကြောင်းကအမတို့စင်းနာဖြစ်ဖြစ်တက်တာပဲဖြစ်ဖြစ်အခုခုံးကိုတက်တာပဲဖြစ်ဖြစ်မှာပါတယ်ပေါ့နော်ပြီးရင်ခွဲခါခဲလောက်ကမယ်ခိုက်ကျော်ရှာဝဝါခီကိုရှင်မန်းမတ်စ်အဲ့ဒါဘာပြောလဲဆိုလို့ရှိရင်ကြတော့ဒီပြုတ်သူဆောက်ရှောက်ရေဝန်ထမ်းကတဲ့ ခန္ဓာကိုယ်မှာပေါ့နော်ဒီခေါင်းကိုတတ်တော်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီဂျိုင်းနှစ်ခုကိုတခြားကတ်ထားရမယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့ပြီးတော့လို့ရှိရင်ကြတော့အဲ့တော့ဟိုဟာဘာဝဟီရိုကုရှိမတ်ဟိုဟာဘာဆိုဘယ်လိုပြောရလဲဆိုတော့ဒီခြေလှမ်းကိုပြောတာပေါ့ကွဒီခြေလှမ်းကိုကြတော့နည်းနည်းလေးကြည်ကြဲလေးထားထားမယ်တဲ့ပြီးရင်ကြတော့မရဲ့ကခမိတဲ့အဲအော်ဆွေမဆန်မရဲ့ကခမိတဲ့ อีปัสซุ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 มีมาဆိုတာကကြတော့အရှိကိုလှမ်းထားဦးမှာတလှမ်းချင်းဖြည်းဖြည်းလေးလှမ်းသွားပါမယ်တဲ့ Yukuri Oshimas အဲပြီးတော့လို့ရှိရင်အဲဖြည်းဖြည်းလေးပေါ့နော်ဒီ휘ထဲကိုလည်းတွန်းရပါမယ်တဲ့ပြောချင်တာကဒီနေရာမှာအဖိုးဖွားရဲ့ခန္ဓာကိုယ်ကညင်ညင်ထိုင်နေတယ်ပြီးတော့လို့ရှိရင်ကိုယ်ခိုးရခါကေလှုပ်ပြီးတော့လို့ရှိရင်သူ့အတွက်မဟုတ်ပဲနဲ့ကို့အတွက်ကိုစဉ်းစားရမှာပေါ့နော်ကိုကသူ့ကိုတွန်းလာမှာဖြစ်တဲ့အတွက်ကိုရဲ့ဒီဂျိုင်းနှစ်ဖက်ကကတ်ထားပြီးတော့အားကိုအပြေးဆိုင်ထားရမယ်။ဒါဆိုခုံးတက်တာဖြစ်တာပေါ့နော်။အားပြီးတော့လို့ရှိရင်ကိုရဲ့ဒီခြေထောက်ကလှမ်းတာကိုလေကြည်ကြည်လှမ်းမယ်။ပြီးရင် အရှိကိုတထန်းချင်းဖြည်းဖြည်းလေးတက်သွားမယ်ပြီးတော့မှယူကူရီဒီအိုရှိမတ်စလုပ်မယ်ဆိုတဲ့ဟာမျိုးကိုမှတ်ကမှတ်ထားလို့ရှိရင်ရပါပြီဟိုက်အဲတူကျန်ဒီရေပေါ့နော်ဒါပေမဲ့အမဒီနေ့တော့ဒီမှာပဲရက်လိုက်ပါမယ်နောက်နေ့ကျတော့မှဒီခူဒါဒီဆာကရဲ့အဲတူခခုနစ်တက်ဆိုရေလို့ပြပါမယ်ဟိုက်မင်းနဆန်မတန်နေ